မြန်မာပြည်မှာစောသောဘက်ကနော်ကြည်ရတဲ့အင်းဝခဲလောက်ဘာလို့ထိတောင်းအဲနည်းနည်းတစ်တာတော့ဘာလို့ဆိုလောက်ရတာခဲရင်ဗျာနော်တစ်တာဆိုတာလောက်ဖို့ခဲရင်လေတစ်တာဆိုတာဂဏိရေးတော့သွေတုတတောင်းမနှလုံးဆင်းတဲ့တစ်တာရေးတယ်တစ်တာတို့ဒီအရေးကဘာမှအနေမရှိဘူးနော်အတိတ်ပဲလည်းမရှိဘူးတစ်တာဆိုတာ သွေထုတ်တတောင်းမှုနှလုံးစင်တဲ့တာတက်တာဆိုတာဘာစကားမှမသိဘူးအဲ့ဒါတစ်ချိန်တစ်ချိန်မှာဒါကောမောက်ခင်နောက်ပိုင်းကြမှာဒါမောက်အင်္ဂလိပ်ခေတ်ကြတော့မှဖြစ်ချင်လည်းဖြစ်မှာပေါ့တစ်ချိန်တစ်ချိန်မှာတကြုံတဦးတယောက်ကစပြီးတော့ထွင်လိုက်လို့ဒီတက်တာဆိုတာဖြစ်တယ်ဘယ်ချိန်ကစပြီးတော့တက်တာဖြစ်တယ်လဲဆိုတော့ အဲသူတေသနာလုပ်ဖို့ဒါဒါအထစ်တော့မရောက်ခဲ့ဘူးသူတေသနာမလုပ်နိုင်သေးဘူးထားပါတော့ဘယ်ချိန်ကစပေါ်လဲဆိုတာဒါပေမဲ့ရေးတော့ကတော့တစ်တာဆိုတာ1850နဲ့နှစ်ခုနဲ့နော်1850ခုနဲ့ဂျက်ဆင်အဘိဓမ္မာဂျက်ဆင်အဘိဓမ္မာတော့ တစ်တာကိုတွေ့တို့တတောင်းမှုနှလုံးစင်နဲ့မရေးဘူးဗျာမရေးသေးဘူးเนาะဘယ်လိုရေးလဲသသတတ်တောင်းမှုချတာနဲ့ရေးခဲ့တယ်တစ်တာတာဆိုတာကတော့တိုင်းတာတဲ့တာနဲ့အတူတူပါပဲတိုင်းတာတဲ့တာဘာဖြစ်တိုင်းတာရတာတော့တိုင်းတာပြီးလှုပ်တာဆိုတော့တာပေါ့တာဆိုတဲ့ထဲ့တရားလေးကိုတာခေါ်တယ်သုံးမိတရားထဲ့တရားကိုတာခေါ်တယ် နော်ရေကတာတို့ဘာလို့တာလဲဒါပဲနော်တကယ်တော့ပြန်တာဆိုတာတာရတဲ့အရာနောက်တော့မလားတုံမီးစရာနေရာဟာတာပဲဗောတင့်နဲ့လှုပ်ထားတဲ့တာဆိုတော့တစ်တာဗောတင့်နဲ့လှုပ်ထားတဲ့တာဟိုတော့တစ်တာဆိုတာဒါလည်းတစ်တာလှုပ်ဖို့သသတ္တတိတာဝိချတာနဲ့တစ်တာလှုပ်ဖို့ဆိုတာလည်းအတော်ဟို ကြိုးစားခဲ့ရတာတည်တွင်ခဲ့ရတာနော်လွယ်လွယ်ကူကူမဟုတ်ဘူးတစ်တာတစ်ခုရဖို့ဆိုတာတစ်တာတစ်ခုရဖို့ဆိုတော့တတိကြကြဖြတ်တောက်ထားတဲ့ပြင်ချက်တွေလိုတယ်ဟုတ်တယ်မလားတတိတာဒီအစွန်းနယ်ပါတယ်ထပ်ပန်းနဲ့ညီနေတဲ့နော်ပြင်ပြတယ်လို့တာပေါ့အဲ့တော့ ပြင်းများတယ်ညီနေတာမှအရာအနန်းဟောအဖုံးပိတ်အကုန်လုံးပေါ့နော်ဒါတွေလို့တယ်အဲ့တော့လွှတ်ဘူးမရှိသေးတဲ့အချိန်မှာအမှန်တော့အဲ့ဒီရှေးကတုန်းကလွှတ်လည်းမရှိဘူးဗျာနော်လွှတ်မရှိတော့လဲညီညီပြင်းပြတ်နိုင်ဘူးပေါ့ညီညီပြတ်နိုင်တော့လဲတက်တာမလုံနိုင်ဘူးပေါ့နောက်ညီညီဖြတ်ပြီးရင်တော့တော့ဘာလို့လောက်ရမလဲတက်တာမှာတန်လေးတွေရိုက်ရအောင်မယ် တက်တာကြီးကြီးတက်တာကဘာလောက်ပဲကြီးကြီးပေါ့နော်တက်တာဆိုတာတန်အကြီးကြီးလို့လို့မရဘူးပေါ့နော်ဥမာအိမ်နေပါလေဟိုထုတ်တွေရောက်တဲ့ကပန်းတွေရိုက်တဲ့မေနာဆိုတဲ့တန်ကြီးတွေဓာကြီးတွေနဲ့ရိုက်လို့မရဘူးလေတန်သေးသေးလေးတွေလိုတာပေါ့တန်သေးသေးကလောရလာခက်တယ်လေမြန်မာတွေမလောက်တတ်ဘူးဟိုတော့ကတန်ကြီးကြီးပဲလောက်လို့ရတယ်နော်အဲ့ဒါကြီးတွေ ဟိုမှာထုတ်တယ်ရောက်တယ်မှာတိုင်တင်တယ်မဲအောင်ရဲ့မဆိုအဲ့ဒီတန်ကြီးတွေနဲ့ဒိုင်းဒိုင်းဆိုရိုက်ပြီးသွင်းရတာနော်ဘာမှတလူလှဲ့ပြီးတော့ဖောက်ဆရာပြုတ်ဆရာလည်းမရှိဘူးနော်အဲမူဒီဒီပါတဲ့နဲ့တက်မယ်ဘာညာမရှိဘူးရိုက်ရတာပဲနောက်တန်သေးသေးလေးကြတော့အဲအကြီးကြီးကလောက်ရတာလွယ်တယ်လေသေးသေးလေးကလောက်ရတာခက်တယ်အဲ့တော့တစ်တာက တော်နဲ့မပေါ်ဘူးเนาะနောက်ကြမှာမှာတင့်နဲ့လှုပ်ထားတဲ့တာပေါ်လာတဲ့ခါကျတော့တစ်တာပေါ့เนาะတစ်တာလို့ခေါ်တယ်ဒါခုလဲတစ်တာကိုသွေတိုးတာတောင်းဝန်လုံးဆက်နဲ့ရေးနေရတယ်ဘာကြောင့်လဲဆိုနှစ်ပေါင်းများစွာတွင်လာပြီလေဟိုတုန်းကထားပါတော့ခုနပြောတဲ့တကယ်1800ကျော်တယ်ဘာတွေတုန်းကတာဆတ်တဲ့တောင်းမချတာနဲ့ရေးပေမဲ့ နောက်ပိုင်းမှာတစ်ချိန်ချိန်မှာတစ်တာကိုအဲ့လိုအေးပြောင်းပြီးတော့ရေးလိုက်တော့အဲအတုံးတွင်တဲ့ခါကျတော့အခုဘယ်လိုမှဒါကိုပြင်ဖို့ဆိုရင်ထားပါတော့မြန်မာစကားကိုအကုန်လုံးတပြေလုံးကကလေးလူကြီးကလေးကစားလူကြီးတွေအကုန်လုံးမြန်မာစကားကိုရေးလဲလဲကျွမ်းကျင်ပြီးတော့မှဟောဒါတော့အ ਨੇ အဖြစ်တော့ဟုတ်တာပဲ သသဒတဲ့တောင်းချတားလို့ဆိုရမှမှန်တာလို့အဲ့လိုအားလုံးလက်ခံနိုင်တဲ့အချိန်ကြရင်တော့ပြင်လို့ရရင်ရမှာပေါ့အခုတော့သွားပြင်ဘယ်သူမှလက်ခံမှာမဟုတ်เนาะတစ်တာကိုသသဒတဲ့တောင်းချတာနေရင်ဘယ်သူမှလက်ခံမှာမဟုတ်တွင်နေပြီအမြင်ရပြင်ဟုတ်ကောမြင်နေပြီเนาะအဲ့လိုဖြစ်တယ်